မင်္ဂလာပါရှင်စက်တင်ဘာလ18ရက်နေ့နေ့လယ်ကင်းနောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ပြည်မျိုးတွင်ပြူစောတိအခွဲကနေကျော်၍လူငယ်များကိုပေါ်တာဆွဲလာရောက်ဖမ်းဆီးစဉ်စစ်သားများနှင့်စကားများရန်ဖြစ်၍ရိုက်ပွဲဖြစ်ပွားရဲဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပဲခူးတိုင်းပြည်မျိုးတွင်ပြူစောတိအခွဲကနေကျော်၍လူငယ်များကိုပေါ်တာဆွဲလာရောက်ဖမ်းဆီးစဉ်စစ်သားများနှင့်စကားများရန်ဖြစ်ပြီးရိုက်ပွဲဖြစ်ပွားခဲ့ကြောင်းဒေသခံပြည်သူများနှင့်ထက်တွင်သတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါရယ်။ အော်တိုဘလ15ရက်နေ့ည9:30နာရီ30မိနစ်ခန့်တွင်ပြင်မြို့ဆင်စုရက်ကွက်ကန္နာလန်ရှိအမတ်85စစ်သားစုဆောင်ရေးတပ်အနီးတွင်ထိုင်နေသောအယံမီတက်နတ်ဦးနှင့်မြို့နယ်ထွေအုပ်ယုံမှဆွေမျိုးတော်ဆက်သူတအုပ်ကိုပြင်မြို့959တရရမှစစ်သားနှင့်ပြူစောတိများကကားဖြင့်ရောက်ရှိလာပြီးပေါ်တာဆွဲဖမ်းဆီးရာမှရုံရင်ဆန်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ထို့သောရုံရင်ဆန်ခတ်မှုဖြစ်ပွားရာနေရာအနီးအနားရှိအမတ်85စစ်သားစုဆောင်ရေးတပ်မှစစ်သားများရောက်ရှိလာပြီး၎င်းတို့အားလုံးကိုစုဆောင်ရေးတပ်ထဲခေါ်ဆောင်လာကြောင်း ထို့သို့ခေါ်ဆောင်သွားပြီးနောက်459တရက်မှအရက်ဝတ်ထားသောစစ်သားနှင့်ပြူစောတိအဖွဲ့ကိုနေကျော်၍ပေါ်တာဆွဲဖမ်းဆီးတည်ဟုဆိုကာစူဆောင်းရေးမှစစ်သားများကဝန်ဝန်ထိုးချိမ့်မှုဖြစ်ပွားခဲ့ကြောင်းသိရပါသည်။ရှင်းတို့ထိုးချိမ့်မှုဖြစ်ပွားပြီးနောက်459တရက်မှအရက်ဝတ်ဝတ်ထားသောစစ်သားကတရက်မှဗိုလ်မှူးတအူးကိုဖုံးဆက်၍အကူအညီတောင်းခံခဲ့ကြောင်းထို့နောက်ဗိုလ်မှူးဆိုသူက ပြည်မျိုးအခြေစိုက်85တပ်ရင်းကိုဖုံးဆက်၍၎င်းလူများကိုပြန်လွတ်ပေးရန်ပြောဆိုခဲ့တော်လဲဘုံမူလေခရူးမဆိုင်ကြောင်းပြန်လည်ပြောဆိုခဲ့သောကြောင်းအပြန်လန်ဆဲဆုကဖုံးချသွားကြောင်းသိရပါသည်ထို့နောက်ရင်းနှီးညာ7နှစ်ခန့်တွင်956တပ်ရင်းမှဘုံမူဆိုသူအပါဝင်စစ်သားများနှင့်ပြည်မျိုးထွေးအုပ်ယုံမှလည်းအေဒီမျိုးနှင့်အုပ်ချုပ်ရေးမှုအဖွဲ့တို့အမှတ်85စစ်သားစုဆောင်ရေးတပ်တို့ကားဖြင့်ရောက်ရှိလာပြီး၎င်းကိုဆဲဆုခဲ့သောသူကိုထုတ်ပေးရန်ပြောဆိုပြီးအပြန်လန်ဆဲဆုမှုများထပ်မံဖြစ်ပွားခဲ့ကြောင်းသိရပါသည် ထို့သောပြဿနာဖြစ်ပွားပြီးနောက်စုဆောင်ရေးတပ်မှဖမ်းဆီးထားသော956တရင်မှစစ်သားတပ်ဦးဖြူစောတီများအယံမီတပ်နှုတ်ဦးနေမျိုးနယ်ထွေအုပ်ယုံမှဆွေမျိုးတော်ဆက်သူတအုပ်တို့ပြန်လည်လွတ်မြောက်လာကြောင်းပြည်မျိုးတွင်အကြမ်းဖက်စစ်တပ်ကအပတ်စဉ်ဆက်ရှိအတွက်အာရမပေါ်တာဆွဲဖက်စီထားသောလူငယ်များကိုအော်တိုဘာလ16ရက်နေ့နေ့လယ်ပိုင်းတွင်သက်ဆိုင်ရာစစ်မှုရန်တင်းတန်းကြောင်းသို့ပို့ဆောင်နေကြောင်းသိရပါသည်။အဆိုပါအမှတ်956လျက်စစ်နှင့်စစ်မှုအင်ဂျင်နီယာအလုံယုံတက်ခွဲ956လျက်စစ်တပ်သည်ပြည်မျိုး၏မျိုးပေါ်17ရက်ကွက်ဖြစ်သည့် ခေတ္တရာရက်ကွက်တွင်တည်ရှိပြီးပြည်မျိုးမှဒေသခံများအများစုရှိသည့်တပ်ဖြစ်ကြောင်းထို959တရမမိသားစုဝင်သားသမီးများသည်ခတိယရက်ွက်ရှိအမှတ်9အခြေခံပညာထက်တန်းကြောင့်အထက်ကငါးចောင်းထွက်များဖြစ်ပြီးခတိယရက်ွက်သားများ၏နေအိမ်များတွင်ဝင်ထွက်စားတောက်ပူးစုများဖြစ်ကြောင်းအကြံဖတ်စစ်တပ်ကအာဏာသိမ်းပြီးနောက်959တရမစစ်သားများသည် မျိုးကံများဤမျက်နှာပြည်သူလူထု၏မျက်နှာကိုမထောက်ဘဲစစ်တပ်၏အလိုကျသာအလွန်အကျူးလှုပ်ဆောင်ပေးနေသောတရင်ဖြစ်ကပေါ်တာဆွဲသူများကိုတားရှိပြီးသက်ဆိုင်ရာတင်နန်းကိုပို့ဆောင်နေသောနေရာဖြစ်ကြောင်းသိရပါသည်ဆက်လက်ပြီးစာလင်ကြီးမျိုးနှင့်တရုတ်ဝန်ပေါင်းကုမ္ပဏီမှထွက်လာသောစစ်တပ်ကကြေးရွာများကိုစစ်ကြောင်းထိုးနေ၍ထောင်ထဲချီသောပြည်သူများထွက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါသည်စကိုင်းတိုင်းစာလင်ကြီးမြို့နယ်ဝမ်ပေါင်ကုမ္ပဏီမှထွက်လာသောအကြံဖတ်စစ်တပ်ကဝမ်ပေါင်ကုမ္ပဏီအနီးနားရှိကျေးရွာများသို့ စစ်ကြောင်းထိုးနေပြီးထောင်ထဲချီတော်ပြည်သူများဘေးလွတ်ရာထွက်ပြေးနေရကြောင်းအညာပြစ်တိုင်းတောင်လေးများအဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်။အော်တိုဘလတ်၁၈ရက်နေ့နနက်၁၀နာရီခန့်တွင်စာလင်ကြီးမြို့နယ်ဝမ်ပေါင်ကုမ္ပဏီမှထွက်လာသောအင်အား150ခန့်ပါစစ်တပ်စစ်ကြောင်းသည်တုံရွာအနီးရောက်ရှိလာခြင်းဖြစ်ကြောင်းသိရပါတယ်။ထိုစစ်တပ်စစ်ကြောင်းကြောင့်လက်ရှိချိန်တွင်တုံရွာမှပြည်သူများအပါအဝင်အနီးနားရှိခြေရွာများမှထောင်ထဲချီတော်ပြည်သူများသည်ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါတယ်။ ရဲစစ်ကြောင်းသည်အော်တိုဘာလ18ရက်နေ့နက်ပိုင်းတွင်မုံရွာမြို့မှစာလင်းကြီးမြို့နယ်ဘက်ကိုကူးလာပြီးဝမ်ပောင်ကုမ္ပဏီမှတက်စင်စာလင်းကြီးမြို့အထိစစ်ကြောင်းထိုးသွားလာနိုင်ကြောင်းသိရပါသည်။ဒီနေ့နက်ပိုင်းမှစာလင်းကြီးမြို့နယ်ဝမ်ပောင်ကုမ္ပဏီကနေထွက်လာတဲ့စစ်ခွေးအင်အား150ခန့်ပါစစ်ကြောင်းကစာလင်းကြီးမြို့နယ်တုံရွာအနီးရောက်ရှိလာလို့ပြည်သူများလည်းပြေးလို့ရသူထွက်ပြေးတိမ်းရှောင်နေရပါသည်။အဲ့ဒီစစ်ခွေးတွေက12ရက်နေ့နက်ပိုင်းမှာ မုံရွာကနေတဆင့်ကူးလာတဲ့စစ်ကြောင်းဖြစ်ပြီးစာလင်ကြီးမျိုးအထိသွားနိုင်တဲ့ဟုအညာပြစ်တိုင်းတောင်လေးများအဖွဲ့မှတာဝန်ရှိသူကပြောဆိုပါတယ်။အကြမ်းဖက်စစ်တပ်စစ်ကြောင်းကဖျက်တမ်းရလန်းတလျှောက်ကြီးရွာများကိုဝင်ရောက်စီးနှင်းမိရှို့ခြင်းပြည်သူများကိုလူသားတိုင်းအဖြစ်ဖမ်းဆီးတပြတ်ခြင်းများကြောင့်ပြည်သူများသည်စစ်ကြောင်းနှင့်ဝေရကိုထွက်ပြေးတိမ်းရှောင်ရခြင်းဖြစ်ကြောင်းသိရပါတယ်။ကျမိုက်တဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။